ငါတို့က KNDF ပေါ့နော်ငါတို့ကစစ်ဥပဒေကိုလိုက်နာတယ်ကောင်ငါတို့ကစစ်ခွေးမဟုတ်ဘူးမိင်္ဂလာပါဒီနေ့လည်းတရင်ကောင်းရှိတယ်ပေါ့နော်ဒါမနေ့ကညကဒါကိုမာဝီကဒါသူ့ရဲ့အကောင့်ကနေပြီးတော့စာလေးတင်ထားတယ်ပေါ့နော်အပြင်တပ်ပုံတွေပါတယ်အဲဒီမှာဆိုလေဒါဘောလ်ခဲမြို့မှာပေါ့နော်မင်းတို့တောင်းတလုံးလုံးငါတို့ပြပေးရလားဆိုပြီးတော့ ဒါမျိုးတင်ထားတယ်ဗောနော်တင်ထားတဲ့အချိန်မှာဒီစစ်ခွေးတွေကိုအာကျွန်တော်တို့ဒလိုင်းတက်ဖွဲ့တွေကလုံးဝအဲလက်ပြန်ကျွတ်တုတ်နေရဗောနော်လက်ပြန်ကျွတ်တုတ်နေရစစ်လေးလေးတောင်ခဲထားလိုက်တယ်မယူအင်ဂျင်နေလားမသိဘူးလက်ပြန်ကျွတ်တုတ်နေရအဲဟိုကောင်နေလုံးဝအမောက်ပြီးရင်ဒါဖက်နက်ပေါ်မှာဒါဘုံဘူးအပွင့်နဲ့ဒါဟိုဟိုဟာကတ်ကိုလည်းတင်ထားတာတွေ့ရတယ်ဗောနော်ပြီးတော့ကြတင်းစီရမီရဲ့လက်နက်ခင်းရနေလည်းရှိတယ်ဗောနော်အဲအဲ့ဟာကြီးရနေတွေကိုတော်တော်အားရနေတာဟာပြန်ပြီးတော့ဒါမနေ့ကျတော့ဗီဒီယိုတစ်ခုထပ်ပြီးတော့တင်လိုက်တယ်ဗောနော်အဲ့ဒါလည်းဒါကိုမဝီကဒါမင်းတို့ ရော့ပေါ့နော်ဒီမှာတကွက်ပြမယ်ပေါ့နော်အဲတကွက်တကွက်ထပ်ပြမယ်ပေါ့နော်အဲအဲ့ဒါနဲ့အာသာဖြေဆိုပြီးတော့အဲ့လိုပုံစံမျိုးတင်ထားတဲ့ဗီဒီယိုဘာလို့ KND ကစီအိုဗီဒီယိုလိုက်လာတယ်ဘာမှမလုပ်ဘူးစီအိုစီးဘလောက်ခိုင်းဘူးစီအိုဗီဒီယိုဘလောက်ခိုင်းဘူးဆောင်းရမိုက်တယ်တကယ်မိုက်တယ်တကယ်ရှေ့ကြီးအဲ့ထက်မှဆိုရင်ဒါဒီတပ်ဖွဲ့ဝင်ကအော်နေတာပေါ့နော်ဒီကောင်ခြံစည်းကိုကြားထဲမှာဟိုကောင်ကွေးကောက်နေတယ်ဗျာစစ်တပ်ဘက်ကကွေးကောက်အဲ့ဒါကိုဒါတော်တော်တပ်ဖွဲ့ဝင်ကအော်တာပေါ့နော် ရောက်ဖာမင်းတို့ဘာမှဖြစ်ဘူးလာခဲ့ပေါ့နော်ကောင်းမွန်ပြောဒါပေမဲ့မန်နေပါနေပြီဒေါသတွေထွက်နေပြီတော်တော်လေးကိုတို့ခက်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 အနေထားနေပြီတို့ဒါစိတ်လျှော့ထားတဲ့ပုံစံမျိုးမြင်ရတယ်ဗျာဒီကဒါပေမဲ့ဟိုဘလောက်ပဲဟိုဟာဖြစ်ဖြစ်ဟိုကောင်တွေကလည်းလုံးဝနှပေါက်တွေဗျာနားမထောင်မသိရဘူးလာခဲ့လာခဲ့ဘင်းတို့ဘာမှမလုပ်ဘူးလက်နှချပါညာအဲ့လိုမျိုးပြောနေတယ်ဒီကောင်တွေဖမ်းခံရတော့မှာဗျာအဲ့အနေထားကိုဒါလုံးဝကိုယ့်ကိုယ်ကိုယ်မြင်အောင်ရိုက်ထားတာတွေ့ရတကယ်မိုက်တယ်ရောက်ဖားလို့ပေါ့နော်ဒီကိုလာခဲ့ပြီးရင်ဗာပြောဒီရောက်ဖားလို့ဒီကိုလာခဲ့ကျိုးနဲ့တော့အောင် စားစားတယ်နော်အဲ့ဒါကြီးပြောတာသူပြောတဲ့ထဲမှာပါတယ်စီဦးစီးကမှားထားတယ်ပေါ့နော်ငါတို့က KNDF ပေါ့နော်ငါတို့ကစီဥပဒေကိုလိုက်နာတဲ့ကောင်ငါတို့ကစစ်ခွေးမဟုတ်ဘူးအဲ့လိုမျိုးပုံစံမျိုးတွေသူမန်မာမာနဲ့ပြောထားတယ်အဲ့ဒါ KNDF ပေါ့စီဥပဒေကိုလိုက်နာတယ်မင်းတို့လိုမျိုးကောင်တွေမဟုတ်ဘူးဆိုပြီးတော့ဒါမှားထားတယ်ငါတို့ KNDF ဒီစီဥပဒေမှာဒါခုနလိုပေါ့နော်မပြစ်တတ်နဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်မင်းတို့မတတ်ဘူးဘာမှမလုပ်ဘူး ရှိုးစီကမှားထားတယ်ဆိုတဲ့ဟာကိုလုံးဝတွင်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 ပြောသွားတာပေါ့နော်ဒီဥစ္စာကိုတစားစားနဲ့ကိုပြောသွားတာလုံးဝအတန်တွေပါပြာတောက်နေអော်ရတာလေတည်းပြင်អော်တဲ့ဟာလို့ဒါရီးလို့လို့မှုလို့မလုံးနဲ့ခုမှပေါ့နော်အဲ့လိုဟာမျိုးကြီးလေတကယ်တကုံអော်ရတယ်ပြီးတော့နောက်ဆုံးဒါမဲ့ဘလောက်ထိနာကျင်းနေလဲဘလောက်ထိဒီကောင်းနေကိုမုံဒီယွန်ရှာနေလဲဆိုတဲ့ဟာကြီးလဲမြင်ရအဲ့ဒါဗာလဲဆိုတော့ဒါတက်ဖက်ဝင်တယောက်ကကြိုးတုပ်ဖို့အတွက်ဝင်သွားပြီဆိုတဲ့အချိန်မှာဒါဟိုကစိတ်မရှိတော့ပေါ့နော်ပိတ်ကန်တာပေါ့ပိတ်ကန်တော့じゃတော့ ကျိုက်တယ်လို့လို့ပေါ့နော်မပြစ်တဲ့ဗီရောကျိုက်တယ်လို့လို့အဲ့လောက်တိတ်ထီကိုဖြစ်ကုန်တာဒါပေမဲ့သူတို့နားထောင်နားထောင်နေဒါပေမဲ့လည်းခုနလိုပေါ့နော်ဟိုဒေါသတွေအရန်ထွက်နေဘာဖြစ်လို့ဆိုတော့စောစောစီးစီးလက်နဲ့မချလို့စောစီးစီးလက်နဲ့ချလိုက်ရင်အဲ့လောက်ဒီဒီကောင်နေအဖြစ်ဆိုးကျင်မှာဆိုးဝင်ပေါ့နော်အဲ့အဲ့မှာဆိုလဲဒါတက်ဖွဲ့တွေကလုံးဝတတိလုံးဝမလစ်သွားဘူးဗျာမလစ်ဟင်းဘူးပေါ့နော်အဲသူထဲထဲဝင်သွားတဲ့အချိန်မှာဒီခွေးရတနက်ဘေးနားမှာရှိအဲ့ရှိတဲ့တနက်ကိုလုံးဝအာရောက်ဖအဲ့ခွေးတနက်ကိုလွှဲထား ခွေးချင်းကိုထတ်နေတာပဲတကောင်လေးကိုပြောတာ။ရောက်ခွေးတရကိုလွှဲထားကင်ထားပါတော့။ဒါယူပြီးတော့ပြန်ပစ်ပါဆိုလို့။ဒါပေမဲ့ဟိုကောင်လုံးဝကိုဘလုံးမကိုမလုံနိုင်တဲ့အနေထား။အဲ့လိုပုံစံမျိုးမှာဒါလုံးဝသတိမလွတ်ဘဲနဲ့ပါတော့။အာတနက်ကိုပြောင်းလာကင်တဲ့အချိန်မှာလည်းထတ်ပြောတယ်။အဲ့ကောင်တနက်ကိုမကင်ခိုင်းနဲ့။အဲတနက်နဲ့ချိန်တဲ့အချိန်မှာမကင်ခိုင်းနဲ့ပါတော့။ဒါမျိုးပုံစံမျိုးတွေလုံးဝသတိမလွတ်ဘဲနဲ့တယောက်နဲ့တယောက်သတိပေးပြီးပြောသွားမျိုးတွေလည်းတကယ်အားရဖို့ကောင်းတယ်။ပြီးတော့ကျုံးနဲ့ခြီတာကျုံးနဲ့ခြီတာပါတော့။အော်လေပါနော်။အဲ့ပြင်အဲ့ကျုံးနဲ့ခြီတာဆိုတဲ့အချိန်မှာဒီပေါက်ကွဲပြီးတော့ဒီတယောက်က ညာပြောတာပေါ့ဆဲတာပေါ့နော်စောစောစီးစီးလက်တချင်လေးဖြစ်မှာမလို့လားပေါ့နော်သူပေါက်ကွဲနေတယ်ဘာလို့လဲဆိုတော့ဒီလောက်ကြီးတိသူတို့လုတ်ခဲ့ရတာပင်မန်းနေဗျာဒီလားပင်မန်းနေပင်မန်းပြီးတော့မော်ရိုကိုတွေဖြစ်နေတဲ့အချိန်မှာဒီကောင်တွေကစကားနားမတော်စောစောစီးစီးတာလက်နဲ့ချလိုက်ရင်ဒီတက်ဖွဲ့တွေတော့မပင်မန်းဒီတက်ဖွဲ့တွေဘက်မှာလည်းမထိကြိုက်ဘူးလားထိကြိုက်တာပေါ့အဲ့တော့ကျတော့ဒါလူမျိုးကိုယ့်ဘက်ကလူတွေထိကြိုက်ပြီဆိုရင်လည်းတူတူကိုကိုစိတ်ဆိုးတော်သားထွက်တာပဲပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီဗီဒီယိုကတော့ဒါလောကဒါပြည်သူလူထုအတွက်ကျင်းတဲ့အားရစရာ တက်တီတစ်ခုဖြစ်တာပေါ့ဗျာပြီးတော့ကျတော့အာကိုမာဝေရဲ့အတန်ကိုလည်းကြားရတယ်ဆက်ထဲကနေပြီးတော့ခဏခဏလှမ်းပြီးတတိပေးနေတဲ့အတန်ကိုကြားရတယ်ဘာမှမလုပ်ခဲနဲ့တော့ခေါ်ခဲနော်မတက်နဲ့နော်အဲဒါမျိုးပုံစံမျိုးကြီးကျွန်တော်ကြားရတယ်အဲဥစ္စာလေတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်အဲတကယ်ဆိုရင်ဒီဘောခဲပေါ့နော်ဘောခဲမျိုးအပြီးသက်သိမ့်ပိုက်နိုင်ဖို့အတွက်စ조사နေကြတဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့ဒါအောင်မြင်မှုမှတ်တမ်းပုံရိပ်တွေပေါ့နော်ဒီနေရာမှာသူက16ရက်နေ့ကနေစပြီးတော့လက်ကျန်တန်ရင်း3ရင်းကိုဒါအပြစ်သက်တိုက်ဖိုက်တိမ့်ပိုက်နိုင်ဖို့အတွက်ကိုသူစ조사နေကြတာပေါ့နော်အဲဒီထဲမှာကျွန်တော်ဒါ ် KACO စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောထားတာလည်းရှိတယ်အဲ့ဒါလည်းအားရဖို့ကောင်းတယ်အဲ့ဒါတော့ဒါဒီတိုက်ပွဲရဲ့ဖြစ်စဉ်ကိုပြောတာပေါ့နော်စတာတော့ပေါ့နော်တပတ်လောက်ရှိပြီတဲ့စင်းရင်းစရာတွေတော့မပို့လာသေးဘူးပေါ့နော်ဒါပေမဲ့တေဆုံးတန်ရာရထားတာလက်နက်ခဲယံအချို့လည်းတင်းစီရရှိထားတာရှိတယ်အတိကျတော့မရသေးဘူးပေါ့နော်ဆက်သွယ်ရေးအခက်အခဲဖြစ်နေလို့အဲတူတူငါငါချနေကြတာဆိုတော့ပို့ဖို့ကလည်းအချိန်မရသေးဘူးပေါ့နော်တိုက်ပွဲကဆက်ဖြစ်နေတယ်ရအောင်လုပ်မယ်လေတဲ့ပြီးရင်အပီးသက်သိမ်းလိုက်မယ်တဲ့ မဟုတ်ရင်ရှုပ်တယ်ဗောနဗီတဒိန်းလိုက်မှာမဟုတ်ရင်ရှုပ်တယ်မိုက်တယ်နော်အာကျွန်တော်တို့ကတဲ့အကိုင်းလိုက်ဖြတ်တော့တဲ့စီစီရေးကြတယ်ဗောနအဲ့တော့ကျတော့အပင်ရင်းကနေပြီးတော့ဖြတ်လိုက်မယ်တဲ့အဲ့လိုပုံစံမျိုးပြောသွားတာအဲ့ဒါလေတကယ်မိုက်တယ်လုံးဝအမြင့်ဖြတ်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့ဟာဗောနအခုဘိုးပြဲချို့နေရာမှာဖြစ်နေတယ်ဆိုတော့အခြေအနေဒီမှာလဲဒီကောင်တွေကဒီလင်းနေတဲ့တက်ကိုသူတို့ဒါ ဒီအသိမခံရတော့ကြတော့အိုက်တက်ထဲကနေပြန်ပြီးစုဖွဲ့ပြီးတော့အခုလိုစစ်ကြောင်းထိုးတာမျိုးတွေလှုပ်လာတာဗောနော်အဲကြတော့လုံးဝအကိုင်းနေလိုက်ဖြတ်မိတော့အပင်ရကနေခုတ်ဖြတ်ပြန်ပြီးရောလာနားအေးတယ်အဲကြတော့ကျွန်တော်တို့ဘက်ကလည်းထိခိုက်တံရရတာရှိတယ်တချို့လည်းကြတာရှိတယ်ဗောနော်အဲတော့ထိခိုက်တာတံရရတာကြတာတွေရှိတယ်နှစ်ဖက်လုံးမှာအဲဒါမဲ့အသေးစိတ်ကတော့မသိရသေးဘူးဗောနော်အဲကျွန်တော်တို့ကစစ်ကြောင်း၃ကြောင်းနဲ့တက်နေတယ်ဝိုင်းပြီးတော့ဖြတ်ဖို့အလုံးလုံးနေတယ်အဲ့တော့ဘယ်ချိန်ပြီးမလဲမသိဘူးအဲရှာတော့ကတော့တလနီးပါးလောက်ကြာပြီးမှဒါရတယ်ဗောနော်အဲရှာတော့ viewer ကအခုဘောလခဲ viewer ကတော့ အဲတက်ရင်တုံးရင်ထိုင်ထားတာဟုတ်ပေါ့နော်ပြီးရင်တက်ရင်တုံးရင်ဆိုတော့လူများမလားလူတော့တိတ်မရှိတော့ဘူးထင်တယ်တဲ့ဒါပေမဲ့ husky နဲ့လာချရတော့ရှိတယ်ပေါ့နော်အဲဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်အဲ့ဒါလည်းမိုက်တယ်နော်စောပိုင်းမှာတော့ဟုတ်တယ်အဲဒါလူမရှိဘူးဆိုရင်တော့မ husky နဲ့လာချရရှိတယ်ပေါ့ဗျာဒါပေမဲ့လည်းခုနောက်ပိုင်းမှာတော့လာမချနိုင်တော့ဘူးထင်တယ်လူတော့တိတ်မရှိတော့ဘူးဒါလည်းမှန်ပါတယ်မရှိဘူးအဲတိုက်နိုင်ထိုင်းနိုင်ပါလေဆိုတဲ့ကောင်မျိုးတွေမရှိဘူးအခုပို့တာဆိုတာဒါပါစလို့ကောင်မျိုးတွေကိုပို့တာပေါ့နော်ပါစဆိုတာကလည်း သူတို့ကိုမထောက်ခံပါဘူးဆိုတဲ့သူတွေလည်းပါတယ်ပြီးရင်လုံးဝစစ်မတိုက်ချင်ပါဘူးဆိုတဲ့သူတွေကိုအတင်းအဓမ္မဒါဆွဲပြီးတော့ပေါ်တာဆွဲပြီးတော့စုပြီးတော့အာတင်နှံပေးတယ်တချို့ဆိုရင်တင်နှံတော့မပြီးသေးဘူးပို့ခံရတဲ့အနေထားအဲ့လိုပုံစံမျိုးနဲ့ပို့လိုက်တဲ့ဒါအင်အားတွေပဲရှိတယ်ပေါ့နော်အဲ့လိုအင်အားကတော့တပ်ဖွဲ့တွေကဂရုကိုမစိုက်တော့ပေါ့နော်အဲဒါမဲ့လည်းခုနလိုဒါအကိုင်းဖြတ်မယ်အဲအကိုင်းနေလိုက်ဖြတ်နေမယ်ဆိုရင်ကြာတယ်ပေါ့နော် အပင်ကနေအရင်ကနေခိုးဖြတ်မယ်ဆိုတဲ့ဟာတော့တကယ်မိုက်တကယ်အဲ့လိုကြုံသွားတာပေါ့နော်ပြောကြတော့တိုက်ပွဲတွေကျန်းနေကျန်းနေကျန်းနေပြည်သူတွေကစိတ်ပူလာပေါ့ သိပ်ပူရဲဆိုတာလည်းဒေါ်လင်းတက်ဖွဲ့တွေတိုက်ပွဲတွေကျန်းလာတဲ့အခါဒါမှပြည့်မစုံတဲ့တိုက်ပွဲဝင်ရတဲ့အခါထိခိုက်ဒဏ်ရာရမာတွေဒါကြာဆုံးမာတွေဒါမျိုးတွေအတွက်ကိုစိတ်ပူတာတကယ်တကယ်တော့ဒါဒီဒေါ်လင်းတက်ဖွဲ့တွေကလည်းဒီလိုချင်းနေမျိုးကိုပဲဒါဒါရအောင်လို့ဖန်တီးတာပေါ့နော်ဖန်တီးပြီးတော့အနိုင်တိုက်မယ်ဒိမ့်ပိုက်မယ်ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်ဒါပေမဲ့လည်းဒီနေရာတွေကိုပြန်ပြီးတော့ဆုံးမနိုင်မှုအတွက်ကဒီကောင်းနေအမြင့်ပြတ်မှာရမယ်ဆိုတဲ့စိတ်နဲ့ကျုံးနေကြတာဖြစ်တော့ဒါလုံးဝအားရကြကောင်းတယ်ပေါ့နော် ခုရတဲ့ဒါတင်ထားတဲ့ကိုမဝီတင်ထားတဲ့ဗီဒီယိုဆိုလဲတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်ဒါကျွန်တော်လုံးဝ reaction လုတ်ချင်တယ်ဒါမဲ့လည်း reaction လုတ်တယ်ဆိုရင်ကျွန်တော် channel မှာထိလာတဲ့အနေထားမလို့ကျွန်တော်လုံးဝအောင်ကြီးသီးခံနေရတကယ်မိုက်တာဒါပြည်သူတွေလည်းမကြည့်ရသေးဘူးဆိုရင်ကိုမဝီအကောင့်မှာသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့မနေ့စောစောစီးစီး ညကနေ့ကမင်္ဂလာရှိတဲ့ဟောင်းမနေ့စောစောစီးမှာထပ်ပြီးအတိတ်ပဲရှိသွားအောင်လုပ်ပေးတဲ့ဗီဒီယိုတစ်ခုဖြစ်တဲ့ဒီသတင်းအတွက်လည်းဒါပြည်သူတွေကျင်းတဲ့အားရလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျ။နောက်တစ်ခုကတော့ဒါကျွန်တော်တန်ရမ်းမှာပေါ့နော်။တန်ရမ်းမှာကြားဖြန်ကိစ္စနဲ့ဆိုပြီးတော့ဖမ်းလိုက်တဲ့ဒါဒီရမခတိုင်းမူဗိုလ်ချုပ်မြင့်ကျော်ထွန်းပေါ့နော်။အခုတော့ရမခတိုင်းမူဟောင်းဖြစ်သွားပြီပေါ့။ဖမ်းခံရတယ်ဒါဒီသတင်းလည်းကြားလိုက်မှထင်တယ်ပေါ့နော်။အဲဒီကောင်ကဒါကြားဖြန်တဲ့ပတ်သက်လို့ဆိုပြီးတော့ဖမ်းလိုက်တယ်။ဒါပေမဲ့အခုကျတော့မူးရစိမ်းနဲ့လက်နဲ့တဲယူမှုတွေပါထပ်ပြီးတော့ပေါ်ပေါက်လာတယ်ဆိုပြီးတော့ ါသတင်းတက်လာတယ်ဗောနော်ဒီဖြစ်စီရဗျာရုပ်ပေါက်တယ်ဗျာပြောရမယ်ဆိုရင်တခိုးကြီးကတခိုးလေးကိုလိုင်းချင်းမပေးလို့ပြေးပေးအေးယူတယ်အပေါက်ဒီတိုင်းမှုဆင့်ဆိုတာကဘုံမှုကျုပ်ဆင့်ဘုံမှုကျုပ်ဆင့်ဆိုပြီးဆိုလက်တာဆိုကနေကဗောနော်အဲသူတို့လှုပ်တဲ့ဟာတွေအဲဂိုင်တဲ့ဟာတွေဒီလိုမျိုးခိုးစားတဲ့ဟာတွေတရားမဝင်လှုပ်တဲ့ဟာတွေအကုန်လုံးကဒီထက်ကြီးတဲ့ကောင်တွေကလည်းတိတာဗောဗျာပြီးတော့အဲ့ထက်ကြီးပါတယ်ဆိုရဲဒီမေအွန်လိုင်းလိုကောင်မျိုးတွေကအဲ့အဆင့်ကနေပဲလာတာအဲ့လိုလှုပ်ရက်တွေပဲလှုပ်ခဲ့ပြီးတော့လာခဲ့တာအဲ့တော့ကြတေချာပေါက်တိထားပြီးသားအဲ့လိုခြေနေမျိုးမှာမှသူကအေးယူပြတယ်ဆိုတော့ဒါ ရည်စရာအပေါက်ဖြစ်နေတာပေါ့နော်ပြီးတော့ဒါမျိုးရတဲ့ငွေကိုစားနေတဲ့ကောင်တွေကလည်းတချို့ချိန်မှာတေချာပေါက်ဒါတွေကမမြဲဘူးဝှက်လေတယ်ဆိုတာကိုဒီဖြစ်ရက်ကပြသနေတယ်ပေါ့နော်အဲပြီးတော့ကျတော့ဒါရင်နာစရာကောင်းတဲ့ဟာရှိတယ်အဲ့ဒါအတော့အတူတူနဲ့အနူနူကိုဒါမင်းအောင်လိုင်ကဤတလုံးပူရှူတာဟောဘာလို့လဲဆိုတော့ဒီဟာတွေအကုန်လုံးကသူတို့လည်းလုံနေတဲ့ဟာတွေကြီးပဲဒီကောင်လည်းလုံတာပဲအဲ့လိုမျိုးလုံဖို့အတွက်ကိုတခါလေးပါဒါကျွန်တော်ဖြစ်စဉ်တွေရှိမှရှိတယ်ပေါ့နော်ဒီလမ်းကြောင်းတစ်ခုမှာ ဒါကျွန်တော်တို့နေခဲ့ရတဲ့နေရာတစ်ခုရှိတယ်အဲ့နေရာမှာဆိုဗျူဟာမူကအဲ့လမ်းကြောင်းမှာသူကအကြီးဆုံးဒါပေမဲ့အဲ့အကြီးဆုံးဆိုတဲ့ဗျူဟာမူကအဲ့လမ်းကြောင်းမှာရတဲ့ငွေတွေကိုတက်မှာမူဆိုတဲ့လူကိုမပေးချင်ဘူးတက်မှာမူကအဲ့ဥစ္စာကိုဒါသူ့ရဲ့ဝေစုအနေနဲ့သူကလိုကိုလိုချင်တာလိုချင်တော့ဗျူဟာမူကမပေးတဲ့အခါမှာအဲ့ဗျူဟာမူဒုက္ခရောက်အောင်လို့လမ်းမှာသူကပြဿနာတက်အောင်သူကတက်မှာနေလှမ်းလှမ်းပြီးတော့သူကစီစဉ်တာပေါ့နော်လောကစီရေးစီရစိတ်ဝင်စားအောင်နော်အဲ့အဲ့လိုမျိုးရပိုင်ဝင်တဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုပဲလိုက်ပြီးတော့စိတ်ဝင်စားတာအဲ့တက်မှာမူဆိုတဲ့ကောင်ကအဲ့နေရာမှာဖန်းဖန်းစည်းတာမျိုး ဖမ်းခံရအောင်လုပ်တာမျိုးတမင်လွတ်ပြီးတော့ဖမ်းခိုင်းတာမျိုးအဲ့လိုပုံစံမျိုးတွေနဲ့သူကဒီနေရာမှာရှိတဲ့ viewer မှုပြဿနာတက်အောင်လုပ်တာအဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့ဟာတွေရှိတယ်အဲအဲ့ကြားထဲမှာပဲ viewer မှုဆိုတဲ့လူကလည်းရအောင်ရအောင်စားသေးတာအဲ့ကြောင့်သူတို့အချင်းချင်းကြားထဲမှာအဲ့လိုပုံစံမျိုးတွေရှိခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အခုလည်းအဲ့လိုသဘောမျိုးလိုပဲဒါယူဆလို့ရတယ်ပြီးတော့ဒီလိုလှုပ်တဲ့កောင်းនេះကိုဒါရေးယူပြတယ်ဆိုတာပေါ့เนาะဒါအကြောင်းရင်းတစ်ခုတော့ရှိတယ်ဒီလိုလုံးဒီလိုမျိုးလက်စားတဲ့កောင်းនេះရှိမှလဲဒါ ဟိုဒီလိုမျိုးလက်စားလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့စာထုတ်ထားရရှိရလေအာဝန်ထမ်းနေနေနဲ့ပေါ့နော်ဒါသသမီးတွေနဲ့နာမည်ခံတဲ့ပဲဖြစ်ဖြစ် ပေါ့နော်တရားမဝင်လုပ်ငန်းကိစ္စရင်တွေမှာဒါပါဝင်ပတ်သက်မှုမရှိစေရေးဆိုတဲ့ပုံစံမျိုးနဲ့စာထုတ်တာမျိုးရှိတယ်အဲ့ကြအဲ့လိုထုတ်ပြန်ထားတဲ့ဟာကိုမလိုက်နိုင်လိုက်ရခေါင်းလားဆိုပြီးတော့ဒါအရေးယူပြတာပေါ့နော်ပြောရမယ်ဆိုရင်တော့ကြံတဲ့လူတွေကကြတော့မခိုးဘူးဆိုတဲ့အပေါက်သူကလုံပြချင်တာပေါ့နော် ဘာလို့လဲဆိုတော့ဒီလိုမျိုးရေးယူပါ ਈ ဆိုရင်နေကဒီလိုမျိုးလုပ်တဲ့ကောင်ခွင့်မလုပ်ဘူးဆိုပြီးသူကပြကျင်တယ်။ကျန်တဲ့လူကကျတော့အပြစ်ကင်းပါတယ်ဆိုတဲ့ပုံစံမျိုးသူကလုပ်ပြကျင်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီဟာကလည်းပြည်သူတွေအတွက်တော့ရည်စရာတစ်ခုဖြစ်နေတာပေါ့ဗျာ။မင်းတို့ကောင်တွေဘလို့ခိုးလဲမင်းတို့ကောင်တွေဘလို့မျိုးတရားမဝင်လုပ်ငန်းတွေလုပ်တယ်လဲဆိုတာကဘာသူမှလိုက်ပြီးတော့စုံစမ်းနေကြမလို့ဘူးပေါ့နော်။ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရက်တွေမရှိခင်တည်းကဒီလိုမျိုးဒါ ဒါ online ကိစ္စတွေ internet ကိစ္စတွေမကြေမကြေပြန့်ခင်တည်းကဒီဟာတွေကဟိုးရင်တည်းကရှိခဲ့တဲ့ဟာတွေဖြစ်တယ်အစင်ဆက်ဒီနိုင်ငံရဲ့တည်ရန်ဇာတတွေကိုကိုကျိုးအတွက်ပဲတုံးဆွဲနေတယ်ဖြစ်စဉ်တွေကပြည်သူတွေအကုန်လုံးကအကုန်လုံးသိထားပြီးသားဖြစ်တယ်ဗောနော်အဲဒါကြောင့်အဲ့လိုမျိုးအပေါင်မျိုးတွေလုတ်ပြနေလဲတကယ်ကိုဒါရည်စရာကောင်းတဲ့ဖြစ်ရတယ်ပဲဖြစ်နေတာဗောနော်ဘာပဲဖြစ်ဖြစ်ဒါခွေးချင်းကြိုက်တဲ့ပြဿနာဗောနော်ခွေးချင်းကြိုက်တဲ့ပြဿနာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့လက်ခုပ်တီးအားပေးရုံပဲဗောနော်ဘာပဲဖြစ်ဖြစ်ဒါကောင်းတယ်လေနောက်တစ်ခုရှိတာကတော့ဒါဒီလိုမျိုးရေးယူပြီးပြီဆိုရင် သူ့ကိုပြန်ပြီးတော့ဒီပြန်ပြီးဒုက္ခပေးမှာပေါ့နော်သူလှုပ်တဲ့ဟာတွေလည်းအောက် ကတိတာ哦တိရောကြတော့ပြန်ပြီးအမီးလန်ပြီးပြန်ချိုးမဲ့အကွက်တွေမလုအောင်လို့သူကပြန်ပြီးဖားတဲ့ဟာမျိုးတွေလည်းရှိတယ်ဗျအဲ့တော့ကြာဒီတယောက်ကိုလည်းအဲ့လိုမျိုးလုံမလားဆိုတာကိုတော့ကျွန်တော်စိတ်ဝင်စားကြည့်ရမယ်ဘာလို့လဲဆိုတော့တခြားနေရာမှာပြန်ပြီးတာဝန်ပေးတာမျိုးတွေအဲတချို့ဟာကြီးကပါတီတွေပြန်ထည့်တဲ့ဟာမျိုးတွေအဲလိုပုံစံမျိုးတွေနဲ့ပြန်ပြီးနေရာပေးတာရှိတယ်ပြန်ပြီးတော့နှစ်သိမ့်တာပေါ့နော်ချော့တာပေါ့နော်အဲလိုပုံစံမျိုးတွေရှိတယ်ဒါကတော့အခုနေထားတာဒါထိုးကျွေးတာပေါ့ဗျာထိုးကျွေးတာအဲဆိုတော့ မင်း online ကတော့ဒါရင်နဲ့မပတ်သက်ဘူး။ तू ကဒီဥစ္စာနဲ့ပတ်သက်ရင်ခွင့်မလွတ်ဘူး။အဲတော့ကြာအဲ့လိုမျိုးလှုပ်လာတဲ့သူတွေမှာဆိုရင် time မှုကတော့ငါဂရုမစိုက်ဘူး။ဒီလိုမျိုးအေးအေးယူတယ်ဆိုတော့ပုံစံမျိုးကို तू ကပြကျင်တာပေါ့။ဒါပေမဲ့ပြည်သူတွေကတော့ရည်စရာဖြစ်နေတယ်ပေါ့နော်။အဲတော့ကြတော့ဒါဒီနေ့မှဒါထူးခြားတဲ့ဖြစ်စဉ်နဲ့အဲပြီးရင်ဝန်သားစရာအားရစရာတရင်ကောင်းကိုခုလိုမျိုးကျွန်တော်အမြင်ကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းဒါထူးခြားနေတာဖြစ်တဲ့အတွက်ပေါ့နော်အားရစရာအကြောင်းတွေကတော့အမြဲတမ်းဆက်ရှိနေဦးမှာဖြစ်တယ်ဒီလိုပဲဒါမင်းအောင်လိုင်ရဲ့ဟာတာဇက်ွက်တွေကိုလည်းအမြဲတမ်းကြီးစုနေမှာဖြစ်တယ်ဘာလို့လဲဒီတော့ ညံမမီဘူးအုံနောက်ကြက်မပြေဘူးပေါ့နော်အယူဖြစ်နေတဲ့အတွက်တွေးတဲ့ဟာတွေးတယ်လို့ရှောက်ပြောနေတာမျိုးကိုကျွန်တော်ထပ်ပြီးတော့စိတ်ညစ်ခံပြီးကြည်နေအောင်မှဖြစ်တယ်ဆိုတော့လေဒီနေရာနေပြောချင်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်